ိသတ်များအားလုံးမင်္ဂလာပါရှင်ဒီတစ်ပတ်မှာပြောချင်စရာ RFA အစီအစဉ်ဟာအခုဆိုရင်အပိုင်း93ရောက်နေပြီပေါ့နော်ဒါနှစ်နှစ်နီးပါးကြာပါပြီ RFA ပြိသတ်တွေတည်တလို့ပါပဲ RFA ကဒါဘဏ္ဍာငွေအခက်ခဲကြောင့်ပေါ့နော်ဒါ RFA ရဲ့ထုတ်လွှင့်မှုတွေကိုရပ်ဆိုင်းရတော့မယ်အဲကျမတို့ဒီအစီအစဉ်ထုတ်လွှင့်နေတဲ့အချိန်မှာဆိုရင်ဒါ RFA why not သူ why not သားတွေကဒါ RFA ရုံးမှာရှိနေတော့မှာမဟုတ်ပါဘူးဒါကြိုရိုက်ထားတဲ့အစီအစဉ်ပေါ့နော်အဲဒီဘက်မှာတော့ကျမတို့ဒါ ဲ့တဲ့တွေကိုမဖိတ်ထားဘူးဒီ RFA why not the why not သားတွေနောက်ဆုံးချိန်ထိပေါ့နော်ဘလို့အလုပ်တွေလောက်လောက်ခဲ့ကြလဲအခုတို့ဘလို့ခံစားနေရလဲဆိုတော့ RFA ပြည်သက်တွေတည်အောင်လို့တို့ကိုမေးကြည့်မယ်ပြီးတော့ကျမတို့ RFA ဘာမီယုံဌာနပေါ့နော် RFA ပြည်သက်တွေကိုအလဲခေါ်သွားပါမယ်ရှင့်ဒါတော့ကျမတို့ RFA ရဲ့ဌာနမှုကိုကြကြအောင်ပေါ့နော်ကိုကြကြအောင်အခုလက်ရှိမှာဘယ်လိုတွေခန်းစားနေရလဲဆိုတာမေးကြည့်မယ်အခုဒီအချိန်နေခင်းကျင်းပေါ်မှာဘယ်လိုခန်းစားရလဲ RFA နဲ့အမှတ်တရဘယ်လိုရှိလဲပြောပြပေးပါလားမြန်မာပြည်သူတွေကတော့ ဟိုနင်းနင်းညံ့ညံ့ဒုက္ခတွေမျိုးစုံကြုံတွေ့နေရတဲ့အချိန်မှာကျွန်တော်တို့အခုလိုအကူညီခွင့်နေပေါ့နော်ခေတ္တရက်ဆိုင်သွားတဲ့ပုံမှာတော်လေးကိုစိတ်မကောင်းဖြစ်ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ကမျက်လုံးတွေနားတွေကိုပိတ်ထားမှတော့မဟုတ်ပါဘူးပြန်လဲကူညီခွင့်ရမယ့်အခြေအနေကောင်းတစ်ခုအမြန်ဆုံးရောက်လာလိမ့်မယ်လို့လည်းကျွန်တော်တို့ယုံကြည်ပါတယ်ဒီအတွက်လည်းကျွန်တော်တို့အစွမ်းကုန်ကိုကြိုးပမ်းအားထုတ်သွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုကျေးဇူးများတင်ပါတယ် ကျမတို့ရဲ့ RFA အဖွဲ့သူမခက်မာရဲ့ခန်းစာချက်ကိုလည်းမေးကြည့်မယ်လေစာရေးဆရာမမခက်မာအခု RFA ရဲ့ဒါအမှတ်တရပေါ့နော် RFA နဲ့အမှတ်တရတွေဘယ်လိုရှိလဲအခုဘယ်လိုခန်းစာနေရလဲ RFA အမှတ်တရက RFA မှာလောက်တာအခုဆို12နှစ်ကျော်ပါပြီပေါ့နော်အဲ့ဒီအမှတ်တရတွေကိုဒါပြောရမှာဆိုရင်လုံငင်းစာအုပ်တအုပ်ဖြစ်သွားမယ်ဆိုတော့အဲတို့ချုပ်ပြောရရင်တော့ဒီလိုမျိုးကြီးတနေ့ဖြစ်လာမယ်ဆိုတာအိမ်မက်တောင်မမတ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒါက the end မဟုတ်ပါဘူး a break ပါနော်ဆိုပြန်လာမှာပါ ြန်လာကြပြန်လာကြမယ်နော်ပြန်တွေ့မယ်နော်ခုနေရင်ဘာတွေလောက်နေလဲဒါ RFA ရဲ့ဒီတစ်ပတ်မှာပြောချင်စရာ podcast season ပေါ့နော်ဒီ season မှာဒီဘက်တော့ဒါဟို RFA why not the why not သားတွေရဲ့ဒီနောက်ဆုံးခန်းစားချက်ပေါ့နော်အဲ့ဒါလေးကိုရိုက်နေရပါခုနေရင်ခန်းစားချက်ဆိုရောတော်တော်နဲ့လို့ရင်ဘာများပြောချင်လဲခုနေ Oh ပြောချင်တာအဓိကတော့ဗျာဒီလောက်ကကျွန်တော်တို့မြန်မာပြည်သူတွေအတွက်လောက်ရတယ်ဆိုပြီးတော့တောက်လျှောက်အရန်ပျော်ခဲ့တာဗောနော်ကျွန်တော်ဆိုတာ18နှစ်ကျော်ပြီလောက်နေတာအခုစိတ်မကောင်းတာတော့မြန်မာပြည်သူတွေအတွက်လောက်ခွင့်ရက်သွားတဲ့ကိစ္စကိုတော့အတော်ကျွန်တော်စိတ်မကောင်းဘူးဒါပေမဲ့ဘလုံနီးနဲ့ပြန်ကူညီလို့ရမလဲဆိုတာကိုတော့နှီးပေါင်းဆုံးစဉ်းစားနေပါတယ်ဟုတ်ကဲ့ကျေးဇူးပါကျေးဇူး ဒါတော့ကျမတို့ RFA podcast အစီအစဉ်မှာပေါ့နော်ကျမနဲ့အတူအစီအစဉ်တင်ဆက်နေတဲ့ကိုရဲစီတူကပါကိုစီကိုစီဒီနေ့ကဒါနောက်ဆုံးဆိုတော့ဘယ်လိုခံစားရလဲ RFA နဲ့မှတ်တရပြောပြပါအောင်အာစိတ်ထဲမှာတော့မကောင်းပါလေအာကျွန်တော်ဆိုရင်လည်းဒီ RFA မှာလောက်လာတာ၈နှစ်နီးပါးပေါ့နော် almost 8 years ဆိုတော့၈နှစ်နီးပါးရှိလာပြီ၈နှစ်နီးနှစ်ပါးပါမှာအာဘယ်လိုပြောမလဲရှေ့လူလည်းမိတယ်နောက်လူလည်းမိတယ်ပေါ့နော်တွေ့ကတွေ့သမျှ အော်ရှေ့ဘက်ကတကယ်စီနီယာကြီးတွေနဲ့လည်းမိခဲ့တယ်အခုလက်ရှိလက်ရှိမှာလည်းလူဝေမာတို့နောက်ပိုင်းဝေမာဆိုလည်းကြာနေပြီပေါ့နော်ရန်ကုန်မှာလောက်တာတွေကကြာနေပြီဆိုတော့အခုဒီမှာထပ်တွေ့တဲ့အခါကျတော့အားလုံးကလည်းပြောပါပါနဲ့ဘဝကြီးကိုဒါနဲ့ပဲ reporting နဲ့ပဲဒီလို reporter ဘဝနဲ့ပဲအားလုံးအတူတူလောက်ကြတော့မယ်လို့စိတ်ထားမှအဲ့ဒီလိုမျိုးကြီးပေါ့နော်အမှန်မတင်ဒီလိုမျိုးကိစ္စမျိုးတွေကြုံလာတဲ့အခါမှာကျွန်တော်တို့တွေအတွက်ကအင်မတန်ဟိုမှဒီလေဝမ်းနဲ့ပွေရလဲကောင်းတယ်လို့ပြီးတော့ကျွန်တော်တို့တွေကလှုပ်ပြုတ်သွားတာတဲ့ပေါ့နော်ကျွန်တော်တို့အလှုပ်ပြုတ်သွားတာတဲ့ ဟိုအလုပ်တွေနားလဲရတာတစ်ခုမြန်မာပြည်သူတွေအတွက်ကိုပဲအဓိကကျွန်တော်ပြောချင်တာပေါ့နော်ပြည်သူတွေ VOE တို့ RFA တို့ဆိုတာဟိုမမြင်ရတော့ဘူးပေါ့နော်မမြင်ရတော့ဆိုတော့ဘာပဲဖြစ်ဖြစ်သတင်းနဲ့ပတ်သက်တဲ့အချက်လက်လေးတွေတချို့တလေမတိလိုက်ရတဲ့ဟာလေးတွေတောင်မှဒီ VOE RFA ရာဒီ review လေးတွေနဲ့ပဲတက်ဆက်ပေးနေတဲ့ခါကြတော့ဒီလိုမျိုးအခွင့်အရေးတွေအများကြီးပေါ့နော်ပြည်သူတွေအတွက်ကောတကယ် review ပြည့်တတ်တယ်ရောအများကြီးနားထောင်နေတဲ့လူတွေကအာကျွန်တော်တို့ရဲ့ပြောခဲ့တဲ့သတင်းလေးတွေပါညာဦး မကြတော့ဘူးဆိုရင်တို့အတွက်ကကျွန်တော်စိတ်ထဲမှာတော့မကောင်းဘူးပေါ့လေကျွန်တော်အကောင်းဆုံးနေရာတော့ RFA ကျွန်တော်ဖွဲ့သားတွေအားလုံးကအတကုံလုံနေရနေတဲ့နေမညာမအောင်ပေးဆက်နေကြအာမနေ့မနေ့ရှစ်ဒီနိုင်ရှစ်ဒီဒီနေ့ night ဒီဘာမှမခွဲခြားပဲအချိန်ဆိုတာကျွန်တော်တို့အတွက်ကအဲ့လိုမျိုးမရှိဘူးเนาะကိုတနေ့တည်းများမြန်မာပြည်သူတွေအတွက်ဘာလို့ပေးနိုင်လဲဆိုတဲ့ကဏ္ဍနဲ့ပဲကျွန်တော်တို့ကလုံနေကြတဲ့အခါကျတော့ဒီအဲ့ဒီစိတ်နဲ့ပေါ့เนาะအဲတတလုံးနဲ့ငါတို့ဒါနဲ့ပဲရှင်သန်ကြမယ်ဆိုပြီးတော့စိတ်ကူးထားကြဘူးဒါပေမဲ့အခုတော့ ကျွန်တော်တွေအများကြီးပြောင်းလဲသွားကြပါပြီတောင်တောင်ဒါပေမဲ့ကျွန်တော်တွေကနစ်နာတာတဲ့ကိုပြည်သူတွေအများကြီးနစ်နာတာပါကျွန်တော်တွေအဲ့လိုမျိုးဟိုဘောနော်စိတ်ထဲမှာတော့မကောင်းဘူး Okay go see fighting Okay တိပစ္စည်းအပ်နေလားပစ္စည်းအပ်နေမောလိုက်တယ်ဒီနေ့သတင်းဖတ်ရမှာညနေရှိုးလေအဲဒါပေမဲ့အခုချိန်ကြီးမျက်နှာဘာမှမပြင်ရသေးဘူးနောက်သတင်းတွေလည်းပြင် script တွေရေးပြီးတော့လောက်ရအောင်မယ်လောဆက်ပစ္စည်းရင်အပ်ဖို့အတွက်အရင်လောက်နေရအဲနောက်ဆုံးချိန်ကြီးမတို့လောက်တွေလောက်နေရသေးရပါတော့အခုဒီနေ့နောက်ဆုံးနေ့ရုံးလာမှာနောက်ဆုံးပေါ့နော်ဒီနေ့မနေ့ပြန်နောက်ဆုံးဆိုတော့အဲ့ဒါဘယ်လိုခံစားရလဲ RFA နဲ့အမှတ်တရတွေဆိုရင်ရောဒီပါပြီးပြောချင်တယ် မှတ်ရရအောင်အများကြီးပဲအရင်ရန်ကုန်ရုံးမှလည်း၄နှစ်လောက်ခဲ့တော့ရန်ကုန်ရုံးမှလည်းအတွေ့အကြုံတွေအများကြီးပဲအခုဒီမှာကတော့၁၀လရှိပြီပေါ့နော်တစ်နှစ်တော့မပြည့်သေးဘူးဒါပေမဲ့ဒီမှာ၁၀လကလည်းဟို၁၀လလောက်တော့မထင်အောင်ကြာပြီပဲလောက်ခဲ့ရတယ်လို့ပဲနောက်ပြီးတော့အတွေ့အကြုံတွေလည်းအများကြီးရတယ်ရန်ကုန်စိတ်လှရှားစရာတွေရောနောက်ဒီလိုမျိုးမကြုံစဘူးမှလည်းကိုကသမိုင်းမှာပေါင်းသွားတယ်ပေါ့နော်ကျေးဇူးပါဟုတ်ကျေးဇူးပါဟုတ်ကောနေမျိုးဒီနေ့ဘာတွေလုပ်နေလဲဒီ RFA ကအခုလိုဖြစ်သွားတဲ့အခင်းချင်းပေါ်မှာရောဘယ်လိုခံစားရလဲ RFA နဲ့အမှတ်တရဘယ်လိုရှိလဲကောနေမျိုး အာဒီလိုဖြစ်သွားတဲ့ပေါ်ကတော့စိတ်တော့မကောင်းဘူးပေါ့နော်ဒါပေမဲ့မကြောက်ပါဘူးလို့ပြန်လာပါမယ်လို့အာဘယ်လိုပြောရမလဲအာကျွန်တော်တို့ဒီယုံကိုဟိုစဟိုပေါ့လေဟို TV တွေဟိုဟာတွေစပြီးတော့လွှတ်နေဆိုကြတယ်စလုပ်လာခဲ့တော့ပေါ့နော်အဲ့ကနေတန်ရောစင်ငငယ်လေးကနေရေဒီယိုတွေနားထောင်ခဲ့ရတဲ့တန်ရောစင်အခုလေအဲ့ဒါနဲ့နှမျောနေတော့မှာပဲလို့ဒါပေမဲ့ကြာခင်ပြန်လာပါမယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့အခု အဲဒါတော့ကိုကျော်လွန်ဘူးပေါ့နော်ဒါဟိုကျမတို့ရှိရ RFA သတင်းတောက်ပဲကျမတို့ရန်ကုန်ရုံးမှာလည်းလှုပ်တဲ့တူတူလှုပ်ခဲ့ကြတယ် Washington DC မှာလည်းအတူတူပဲပေါ့နော်ကျမတို့ဒီ Washington DC ကိုမရောက်ခင်ဒါတော်ရဲဥမှာလည်းအတူတူပဲနေခဲ့ကြတဲ့သတင်းတောက်တွေပါသူရောဒီနေ့ဘာတွေလုပ်နေလဲမေးကြည့်မယ်အကြလုံးပစ္စည်းအပ်ပြီးသွားပြီလားပြီးတော့ RFA နဲ့အမှတ်တရလေးပြောပါအောင်ပစ္စည်းကူပဲအပ်ပြီးပြ RFA နဲ့အမှတ်တရတော့အများကြီးပေါ့ဒီငွေဘောတစ်ချောင်းလုံးမှာ RFA မှာလှုပ်လှလာဆိုတော့ ောအမှတ်တရကြီးအများကြီးအဲ့တော့ဖေးဆက်သတင်းလေးအများကြီး like ခဲ့နေတခီးလေးအများကြီးတော့ခဲ့ဆိုအမှတ်တရပေါ့ဒီလိုဒီနေ့ဒီလိုဟိုပေါ့နော်ဒါဝမဆိုလဲဒီမှာလောက်တာ17နှစ်ဆိုတော့နင်းဆိုရင်17နှစ်ထက်တောင်ကြော်နေလောက်ပြီအဲ့ခါကျတော့ဟိုဒီနေ့ဒီလိုအခင်းချင်းမျိုးဖြစ်မယ်လို့ထင်လားမမျော်လင့်ထားတာရုတ်တရက်ဖြစ်သွားတဲ့သဘောမျိုးလားဘယ်လိုများပြောချင်လဲ ီမှာတော့ဒီလိုဖြစ်မယ်လို့ပြောလိုက်မယ်လို့ရောမာမီမှာတော့အာထွက်ပြီးလာတယ်ဒီရောက်တော့တော့အာရောမာမီတွေအများကြီးလုံးမယ်ဆိုစဉ်းစားတိုင်းပဲအခုလိုရုပ်ရည်ဖြစ်တယ်ဆိုတော့စိတ်တမ်းမမကောင်းဘူးဒါပေမဲ့ပြန်လာမှာပါဟုတ်ကဲ့ကျွန်တော်တို့အလုံးပြန်လာကြမှာပါဒီနေ့တော့ကကို့အဲ RFA ရဲ့နောက်ဆုံးဖြစ်တဲ့တကင်အောင်နောက်ဆုံးပေါ့နော်မလာ20ရက်နေ့နောက်ဆုံးရဲ့ညဘက်ဟိုပါလေ MC နေနဲ့လုတ်ခဲ့ပါတယ်ပေါ့ဆိုတော့အဲ့ခါကျရက်တန်းလိုက်ရတဲ့အတွက်ကိုတော့စိတ်မကောင်းဘူးပေါ့နော်ဒါပေမဲ့ ပြန်လာမယ်ဆိုတဲ့ဟာကိုတော့ယုံကြည်ထားတယ်အဲ့ဒါအဖွဲ့သားအားလုံးရဲ့တစိုက်ခဲပါပဲပေါ့ဟုတ်ကဲ့မကျွန်မကီဖိုက်တင်းโอเคကျေးဇူးပါအားလုံး Anisa Anisa ဘာတွေလုပ်နေလဲဒီနေ့မနှက်ပြန်ပေါ့เนาะဒါဟို RFA funding တွေရက်လိုက်တဲ့အတွက်ဒါနောက်ဆုံးပေါ့เนาะခဏရက်ထားမှာနောက်ဆုံးဖြစ်တဲ့ခါကျတော့အခုလက်တော်ခန်းစားချက်ဘယ်လိုရှိလဲ RFA နဲ့အမှတ်တရလေးရှိလဲဟိုတိုတိုနဲ့လိုရင်ပြောပြပါဦးဆက်တိုတိုရင်းဆိုတော့ဒါဗမာပြားလာတဲ့လူတွေဒါလေးကတော့ဒီလိုဟာမျိုးတွေကတော့ရိုးနေပြီလို့ပြောရမယ်သူစိတ်ပူနေတာဗမာပြားလူတွေပဲစိတ်ပူနေတာဗမာပြည်မှာကိုရှိနေရင်အဖက်မြက်ခံရမလားတပ်ပဲခံရမလားဒီမှာကျတော့ရင်းတော့မဆလာခစ်တုံးอ่ะ ပြောတဲ့စာမုပ်အတိုင်းပဲအလုပ်ဟူသမျှကိုရှင်းသွားဆိုတော့ဆူရှိပဲလေးရလေးရဟိုကက်ရှာပဲလောက်ရလို့ရသမင်းဆိုင်ပဲသွားရင်သွားရဖိုင်ပဲဖြစ်စေပေါ့နော်ဟုတ်ကဲ့ဟိုဒါဒီဒါဒီကတော့ရိုးနေပါပြီဗမာလူမျိုးတွေကတော့ဒါတွေကကြက်ကြက်ခံပြီးသားတော်မပြရလာတာလေဘုမာကဟုတ်ကဲ့ကိုကိုချာအန်တူတောင်ရပြီပါလားဒီ အာဆန်ဖူးရေဒါကတော့ကျမတို့ရဲ့နောက်ဆုံးပေါ့နော် RFATC ရုံးမှာနောက်ဆုံးဝင်တဲ့လည်းဖြစ်တဲ့သတင်းထောက်မန္တန်းဆိုင်ဖူးပေါ့နော်ဒါရှမ်းတိုင်းသားအတန်ဝဲဝဲလေးနဲ့ဒါ RFA ပြည်သက်တွေအားလုံးနဲ့သိမယ်ထင်တယ်ဒီနေ့ခန်းစားချက်နဲ့ RFA ရဲ့အမှတ်တရတွေဘယ်လိုများရှိလဲဟုတ်အာခန်းစားချက်တော့မကောင်းပေါ့နော်ဝဲလဲဝန်းနေတယ်ပြီးတော့လည်းညောတာပေါ့နော်ဒီလိုမျိုးနှစ်ပေါင်း30နှစ်ပါလောက်ရက်တီလာပြီးတော့ရုပ်တရက်ရက်အတန်လွင့်တာရက်ရက်နိုင်တော့ရတော့ ဒီ break တက်ကိုလည်း break တက်လည်းဖြစ်တယ်ဒီသူဝန်ထမ်းလည်းဖြစ်တယ်စိတ်မကောင်းဝမ်းနေတာပေါ့နော်ဟုတ်အတင်းထားပါညီမလေးဟုတ်ကဲ့ပါရှင်ဟုတ်ပါ Okay, thank you. မေဆိုလည်းဒီမှာရောက်လာတာလည်းအခုအလုပ်လုပ်နေဆိုမနေ့နေ့လောက်ရှိပါလေမေဆိုဒီမှာလောက်တယ်ဆိုတော့တော့တယ်ဆိုရင်အာနာစတိန်လေးရဆိုတော့လေးနေနီးပါလားလေးနေဒီဥစ္စာလေးနေ၅နေနီးပါပေါ့နော်၅နေနီးပါလားရှိပါဆိုတော့မေဆိုအခုဒီမှာပေါ့နော်အလုပ်လဲလောက်လာတာလည်းကြာပြီ video editor အနေနဲ့လည်းလောက်လာတာဒီမှာဟိုဆိုတော့အခုဒီလိုမျိုးကိစ္စမျိုးတွေဖြစ်သွားတဲ့အခါကျတော့ မေဆိုးနေနေရောအခုရုံးနဲ့ရောက်လာတယ်ဒီမှာဒါသူတငယ်ချင်းတွေအားလုံးနဲ့လည်းတွေ့ရပြီဆိုတော့မေဆိုးရဲ့ခန်းစားချက်ကိုလည်းပြောပြအောင်ဟုတ်ကဲ့ဒီ So actually oh လို့ပြောမလဲဒီအလုပ်ကိုပဲယူသွတ်ခဲ့ရတယ်เนาะ third session နေ့တည်းကဒီအလုပ်ပဲလုပ်ခဲ့ရဆိုတော့ဒီ video editor အလုပ်ပဲလုပ်ခဲ့တာဆိုတော့ဒီအလုပ်ပဲယူသွတ်တယ်အဲစားလဲဒီအလုပ်သွားလဲဒီအလုပ်ဆိုတော့ကိုတတ်တဲ့အလုပ်နဲ့ဒီမြန်မာပြည်သူတွေကိုအကူအညီခွင့်ရတဲ့ဟာက ဟိုဘယ်လိုပြောမလဲ forest တတ်တလုံးကြီးတော့ရှက်သွားမှာမဟုတ်ဘူးဟိုပြန်ပေါ်လာလိမ့်မယ်ပြန်ပေါ်လာတဲ့အချိန်မှာ RFA နဲ့အတူတူမင်းဆိုးတို့လည်းရှိနေတယ်လို့ပဲပြောချင်ပါတယ် Okay thank you ဟုတ်အရာညီဘာတွေလုံးနေလဲကြီးနေတာမကောင်းဘူးပေါ့နော်ဒီနေ့ကဟို RFA နောက်ဆုံးနေ့ဆိုတော့ကျွန်တော်တို့မပျော်နေဘူးပေါ့နော်ဒါပေမဲ့လောက်ဆရာရှိရဆက်လုပ်နေပြီးရင် evergreen file ဝမတော်လုတ်ပေးခဲ့အောင်နော် လုပ်ပေးပါဒါဒါလုပ်ပေးပြီပေါ့ဒါရိုက်ပြီးတော့ရှင်ကျွန်တော်တို့ဟိုကတော့ရိုက်ကြမယ်နော်အဲအော်စာ RFA နဲ့အမှတ်တရဘယ်လိုရှိလဲကိုညီရဆိုရင်ဒါဟို RFA ရဲ့ video editor ပေါ့နော်ကျမတို့ရန်ကုန်မှာလည်းအတူတူလှုပ်လှုပ်ခဲ့ကြတယ်ဒါကံကောင်းထောက်မစွာနဲ့ပေါ့နော် Washington DC ကိုရောက်တဲ့ခါမှာလည်းကျမတို့အကုန်လုံးအတူတူအလုပ်ပြန်ရကြတယ်ဒီနေ့ဒီအချိန်မှာတော့ဒီလိုမျိုးဖြစ်တယ်ပေါ့နော် RFA နဲ့အမှတ်တရတွေဆိုရင်ဘယ်လိုရှိလဲညီ RFA နဲ့အမှတ်တရတော့အများကြီးပေါ့နော်ကျွန်တော်က အားဖြင့်နှစ်ဖောင်းဆက်ငါးမှာဝင်လာဖို့ရန်ကုန်ရောက်မှာအာဒါမဲ့တကယ်ညံ့တော့ကျွန်တော်ဒီနိုင်ငံနဲ့ပတ်သက်ပြီးတိတ်မသိဘူးအရင်ကဗီဒီယိုအတိအကျတွေလောက်တာတိတ်မသိဘူးဒါမဲ့အားဖြင့်မှာဝင်လာတဲ့အချိန်မှာနိုင်ငံနဲ့ပတ်သက်ပြီးတော့အများကြီးသိလာတယ်ဟွာကိုပဲလွတ်လွတ်ခွင့်နေတာပါတယ်ဆိုတော့အများကြီးသိလာတယ်အဲ့ဒါအတွက်ကျွန်တော်တို့အမှတ်တရပဲနောက်ပြီးတော့ဒီအရင်ကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုပေါ့နော်ပို့ပြီးတော့ဟိုဘယ်လိုပြောရမလဲလူခွင့်ရေး တွက်ရန်ကောင်းတဲ့ပုံဝင်ကြီးတစ်ခုမှာလုံးလုံးခွင့်ရတဲ့ကိုယ့်ရဲ့ခွင့်ကြီးတွေကတော့အများကြီးတည်လာတယ်။နောက်ပြီးတော့ပြည်သူတွေအတွက်လည်းကျွန်တော်တို့အများကြီးလုံးဝနိုင်ခဲ့ပါတော့။ဆိုတော့ပြည်သူတွေဒီကိုကျွန်တော်တို့တရင်တွေလုံးတယ်ဟိုလူခွင့်နဲ့ပတ်သက်တဲ့ဟာအများကြီးလုံးတယ်ဆိုတော့အများကြီးလည်းလူတွေကဟိုဘယ်လိုပြောမလဲ။ဟိုတည်လာကြတယ်ပေါ့နော် RFA ကြောင့်ပဲပွင့်လာကြတယ်ပြည်စီပွင့်နားပွင့်ဖြစ်လာပြီးတော့ရခိုင်တော့ကအကျိုးပြုနိုင်ခဲ့လို့ထင်လား။ထင်တယ်ကျွန်တော်ဒါရခိုင်တိုင်းသားဆိုတော့ကျွန်တော်တကယ်ဟိုကျွန်တော်ပြောစရာတခုချင်းအဲ့ဒါတော့ လုံးဝကျွန်တော်အဓိကကျွန်တော်ဗီဒီယို editing လုပ်တာဖြစ်တဲ့အတွက်ဒီတချို့ဗီဒီယို editing လုပ်တဲ့ report တွေဟိုဟာဒီမှာဆိုရှင်ကျွန်တော်ကရခိုင်ဘက်ကရုပ်ကတွေတုံးတာပုံများရပေါ့နော်။အဲဒါဆိုကျွန်တော်ကကို့ data ကိုပို့ပြီးတော့လူသိစေချင်တယ်ပေါ့နော်။အခွင့်အရေးတွေပို့ရစေချင်တဲ့အတွက်ဒါကျွန်တော်ရခိုင်ဘက်ကဟိုဒုက္ခတွေလို့ဘာလို့ကျွန်တော်ပို့တုံးတာများပေါ့နော်။ဆိုတော့အခွင့်အရေးတွေရအောင်ဗီဒီယိုကတော့အဲ့လိုမျိုးတော့ကျွန်တော်ရှိတယ်ပေါ့နော်။ဒါကတော့ကျွန်တော် ဝန်ခံပါတယ်ဗောနော်ကျွန်တော်ဒီခိုင်အတွက်ကျွန်တော်လုပ်တယ်ဆိုတော့ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်မဝင်းဆန်ဘာတွေလုပ်နေလဲ RFA နဲ့အမှတ်တရတွေဘယ်လိုရှိလဲသိချင်လို့အဖေနဲ့ပတ်တရားရအများကြီးပဲပေါ့တနစ်ခွဲဆိုတဲ့ကာလမှာတော့အများကြီးအများကြီးရှိရပေါ့အာအလုံးကလည်းမိသားစုကိုဆက်ဆံကြရတယ်နောက်ပြီး support တွေပေးကြရတယ်အဲ့လိုမျိုး experience တွေလည်းအများကြီးရတယ်တနစ်ခွဲဆိုပေမဲ့ဟို10နှစ်လောက်နေခဲ့ရတယ်လို့ပဲ10နှစ်လောက်တင်ယူခဲ့ရတယ်လို့ပဲပေါ့နော်အဲနောက်ပြီးတော့ ဒီနေ့ဟာနောက်ဆုံးနေ့ဖြစ်ပေမဲ့ပေါ့ညီမတို့လက်ကျန်အလုပ်တွေကိုအခုချိန်ထိအပြီးသက်လုပ်နေသေးပဲပေါ့ဒီနေ့ပစ္စည်းလည်းပြန်အပ်မယ်အားလုံးလည်းနှုတ်ဆက်မယ်ပေါ့အဲဒါပေမဲ့ညီမယုံကြည်ထားတော့အားဖေကအရင်လိုပြန်ပြီးတော့လက်ပတ်လာနိုင်မယ်လို့ယုံကြည်ထားပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အားလုံးလည်းဖိုက်တယ်ပါဒါကျမတို့ရဲ့ဒါသတင်းတောက်ပေါ့နော်ကိုရဲကောင်မြင့်မောင်သူ့ရောမေးကြည့်မယ်နော်ကိုရဲကောင်ဒီနေ့ခန်းစားချက်ဘယ်လိုရှိလဲ RF နဲ့အမှတ်တရတွေဘယ်လိုရှိလဲ အာအမှတ်တရတွေကတော့အများကြီးပါပဲကျွန်တော်ပြောချင်တာတော့ဒီနေ့အဲခိတခွဲခွာတာပေါ့နော်ဒါမဲ့ဒါအဆုံးသတ်မဟုတ်ဘူးကျွန်တော်တို့ပြန်တွေ့ကြမှာပါလို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒီနေ့နောက်ဆုံးရက်လည်းဖြစ်တဲ့အခါကျတော့ဒီလမ်းရောစိတ်ထဲမှာဘယ်လိုရှိလဲဒီမှာငါတို့အားလုံးကတော့ဒီအတိုင်းများငါတို့ one on one နဲ့ one on one သာမျိုးရှိတယ်ဘာလို့ချို့ဟာလေးကျတော့ငါတို့ဒီလောက်ကိုနားလိုက်ရတယ်ဆိုပေမဲ့လည်းဖွင့်လည်းပြောရရင်ဒါပြည်သူတွေအတွက်ပဲလေอืม ဝါသနာနဲ့ထပ်တူကြတဲ့အလုပ်ကိုလုပ်ရတဲ့အတွက်ပျော်သလိုနောက်ပြီးတော့ဒီအလုပ်ကနေပြီးတော့အာမြန်မာနိုင်ငံကပြည်သူတွေအတွက်တစ်ဖက်တစ်လမ်းနေအကျိုးပြူစီရဲဆိုတဲ့အတွက်ကြောင့်မလို့အမြဲတမ်းဒီအလုပ်လုပ်တိုင်းစိတ်ရောကိုရောနှစ်ပြီးတော့ပျော်ခဲ့တယ်ပေါ့နော်အချိန်တိုင်းကအမြဲတမ်းအောင်တခခုလုပ်ပြီးနိုင်ပါလားဆိုတဲ့အသိနဲ့ဒီအလုပ်မှာလုပ်ရတာကိုတော်တော်ကိုပျော်ခဲ့တယ်အခုကဒီအချိန်အတိုင်းတာတခုထိရန်နာထားရမယ်ဆိုတော့လေ ဒီအထူးသဖြင့်ပေါ့နော်ဒီအင်တာနက်မရတဲ့ဒေသကပြည်သက်တွေဒီ RFA ရေဒီယိုကိုစောင့်ပြီးနားထောင်တဲ့ပြည်သက်ပြည်သက်တွေအတော်တော်တော်ကိုစိတ်မကောင်းဖြစ်မိတယ်။နောက်ပြီးတော့ဒီသတင်းတူသတင်းမားတွေကြားထဲမှာ RFA ကိုလာပြီးတော့သတင်းအမှန်လာရှာတဲ့ပြည်သက်တွေအတော်လည်းစိတ်မကောင်းဖြစ်မိတယ်။ဒါပေမဲ့ဒါဒီအချိန်အတိုင်းတာတစ်ခုထိပဲအာရန်နားထောင်မှာဖြစ်တဲ့ RFA အဖွဲ့သူအဖွဲ့သားတွေ မကြောက်ရင်မှပြန်လာခဲ့မယ်လို့ပဲကျွန်တော်ကတော့ပြောချင်တယ်အေးနောက်တစ်ခုငါမေးစရာရှိတာနေကဘေးစာပြန်စာလဲလုပ်နေခါကြတော့အေးဘေးစာပြည့်တက်တွေလဲတစ်ချက်ပြောပြလိုက်ဘာလို့ဆိုတော့ဒီချိန်မှာတို့တွေကခဏခဏရန်နာထားတယ်ဆိုတော့ဒီဘေးစာသူတွေလဲဟိုအခုချိန်မှာသူတို့လဲတကူတော့သိချင်နေပါပဲနေအောင်အဲ့လိုဘယ်လိုပြောချင်လဲ RV ကနေအမြဲတမ်းဒီအပတ်စဉ်ဒီဘေးစာပြန်စာကိုကျွန်တော်တို့ထုတ်လွှင့်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုအနေနဲ့ရက်ကနေပေးပို့လာတဲ့စာတွေသူတို့ရင်ဖွင့်ကျင်တာတွေ နောက်သူတို့ဘက်မှာဖြစ်နေတဲ့အာကြုံနေရတဲ့အခြေအနေတွေဒုက္ခတွေကိုဇူလိုင်လဘက်ကနေပြီးတော့ RFA ကနေမပြန်ကြားပေးနိုင်တော့မှာပေါ့အားနာတယ်ခဏလောက်အချိန်တိုင်းတာတစ်ခုတည်းတော့အာဒီဟာလေးကိုရန်နာထားရမယ်ဆိုတဲ့အတွက်ပြည်သက်တွေနေနဲ့လဲနားလဲပေးဖို့ပြောချင်ပါတယ်မဆမပစ္စည်း AB လာဒီနေ့ခန်းစားချက်လေးနဲ့ RFA နဲ့အမှတ်တရလေးပြောပါအောင်အဲ့လိုမျိုးဝန်နေတာပေါ့ um RFA နဲ့10နှစ်ကျော်ပြီပေါ့နော်ဆိုတော့အမှတ်တရတွေတော့အများကြီးပဲ um အဆင်ပြေသွားမှာပါမှာ အခုအခုဟိုဝမတို့ဆိုရင်ဒါအတူတူပဲပေါ့နော်မြန်မာပြည်မှာလည်းအတူတူလောက်ခဲ့ကြရတယ်တော်တဲ့ကိုလည်းအတူတူရောက်ခဲ့ကြရတယ် RFA မှာဟိုဒီ DC ကိုရောက်တဲ့ခါကျလည်း World Permit တွေမရှိလို့အတူတူအလုပ်ပြုတ်ခဲ့ကြရတဲ့သူတွေပါဒါပေမဲ့အရင်တော့ကဒါ World Permit မရှိလို့အလုပ်ပြုတ်ခဲ့ကြတော့ကဒီလိုခံစားချက်မျိုးမဟုတ်ဘူးကိုတယောက်နှစ်ယောက်ပဲပေါ့နော်ဒါဌာနမှာမရှိတော့တာဒါဘာမှပြဿနာမရှိဘူးခုကတဌာနလုံးဖြစ်တဲ့ခါကျတော့ဟိုစိတ်ခံစားချက်တွေကမကောင်းကြဘူးပေါ့နော်အဲ့ဒီပုံမှာဘယ်လိုခံစားရလဲတဲကွဲသလို เนาะကိုအရင်ဟိုစိတ်ပိုင်းတစ်ခုလို့ဖြစ်ခဲ့တယ်ကိုရဲ့အမ်ထန်အပေါ့เนาะအဲ့တော့မန္တလေးပြောရအသက်ကွဲတယ်လို့ခံစားနေရတယ်ကိုကိုထပ်ပေါ့เนาะ အခုတော့ကိုချမ်းမြောင်နဲ့မိတ်ဆက်ပေးခြင်းနဲ့ဒါကျမတို့ဒီတစ်ပတ်မှာပြောခြင်းစရာ RFA Pocket အစီအစဉ်စခရရပါတော့ကျမတို့အစီအစဉ်ရဲ့ဒါနောက်ကိုရပံပိုးသူ VO8 ဒါလည်းဖြစ်တယ်ဒါဟိုရိုက်ပေးရတူလည်းဖြစ်တယ်ပေါ့နော်ကိုချမ်းမြောင်ဒီနေ့ပစ္စည်းပိုင်းတိန်းနေပြီခြင်းနဲ့ကိုချမ်းမြောင် RFA နဲ့အမှတ်တရဘယ်လိုရှိလဲအမှတ်တရရတော့အများကြီးပါပဲဒါပေမဲ့အရေးကြီးတာက RFA က RFA ပေါ့ဒါပေမဲ့အရေးကြီးတာက organization မဟုတ်ဖဲနဲ့ organization မှာပါတဲ့လူတွေအရေးကြီးဆုံးပဲ ကျွန်တော် RFID မရှိပါနဲ့ဟိုလွားမှာလူတွေကိုလွားမှာပေါ့ဒါဒီမှာကျွန်တော်တို့ဒူလုတ်ခဲ့တဲ့နောက်ဝင်ပါတော့ကိုကြီးတို့ဆော့ဖုတ်ခွာတော့အားတွေကိုအကုန်လုံးတော့အကုန်လုံးတော့ပြီးခဲ့ပါတတိယနေမှာပေါ့အဲ့ဒါအရေးကြီးဆုံးပါလူတွေက organization တွေအရေးကြီးဆုံးပါလို့ထင်တယ်ဟုတ်ကဲ့ပါ RFA ရဲ့ဒါသတင်းတောက်ကိုကြော်ထွန်းနိုင်ပါတော့เนาะကျမတို့ကတော့အားလုံးချစ်စနိုးနဲ့ကိုတွတ်ပြီလို့ခေါ်တယ် ကတူဘီ RFA နဲ့အမှတ်တရလေးပြောပါအောင်အဲကျွန်တော် RFA နဲ့2012မှာစပြီးတော့လုပ်ခဲ့တာပေါ့လေဒီကြားထဲမှာလည်းအကြောင်းမျိုးမျိုးကြောင့်ကျွန်တော် RFA နဲ့ခွဲခွာသွားတဲ့အချိန်မျိုးတွေလည်းရှိခဲ့တယ်ပေါ့အဲဒါဒီတစ်ချိန်ခွဲခွာတဲ့ဟာတော့ဒါ၄ချိန်မြောက်ပေါ့ဒါအရင်ချိန်တော့ကလည်းပြန်ပြီးတော့ဒီထိတွေ့ခွင့်ပြန်မလဲထိတွေ့ခွင့်ရခဲ့တယ်ဆိုတော့ဒီတစ်ချိန်လည်းပြန်ပြီးတော့ထိတွေ့ခွင့်ရမယ်လို့လည်းယုံကြည်တယ်ပြီးတော့ဂျန်နက်သူတွေကိုလည်းဒီပြန်လဲထိတွေ့ခွင့်ရရမယ်အဲ ဒီ fight တယ်မှာလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါ ကိုစီဒီတစ်ပတ်မှာပြောစင်စရာ RFA podcast season ကဒါ63ပိုင်းပေါ့เนาะဒီနေ့ထုတ်လာနေဆို63ပိုင်းမှာကျမတို့ဒါအခုခဏနားမယ်ဒါ Masla 15ရက်နေမှာပေါ့เนาะဒီ American ဆိုရရန်ပုံငွေအခက်ခဲကြောင်းကျမတို့ရဲ့အစီအစဉ်တွေကိုခဏနားလိုက်တယ်အဝင်နဲ့အနေအချင်းနဲ့ပဲဆက်ပြီးတော့လဲပတ်နိုင်တယ်ပေါ့เนาะ RFA Bami website မှာတော့ဒါသတင်းတွေပေါ့เนาะအကန့်အသတ်နဲ့ပဲအနေအချင်းပဲတင်ပြနိုင်တော့မယ်ဒီအတွက်လည်းကျမတို့အားလုံးကစိတ်မကောင်းဖြစ်ရတယ်ပေါ့เนาะဟုတ်တယ်အရင်စိတ်မကောင်းဖြစ်ရတယ်ပြီးတော့ဒီຢာတွေအားလုံးကကျွန်တော် နေနေစဉ်လှုပ်လေတဲ့ဒီလိုနေစဉ်သတင်းတွေမှန်သမျှအားလုံးကဒါပြည်သက်တွေအတွက်မြန်မာပြည်သူတွေအတွက်ကိုပဲညှဉ်းပန်းလှုပ်တဲ့အတွက်ကျွန်တော်တွေကအကောင်းဆုံးတွေကိုတော့လုပ်နေပါတယ်လက်ရှိမှာလည်း RFI ကလုံးဝရပ်တန့်သွားတာတော့မဟုတ်ပါဘူးကျွန်တော်တို့အကန့်အသတ်လေးနဲ့ပဲဆက်ပြီးတော့ run နေတာဖြစ်ပါတယ်လက်ရှိမှာတော့ကျွန်တော်တို့စူးစမ်းနေစေဖြစ်ပါတယ် ဟုတ်ကဲ့ဝန်ထမ်းအားလုံးနဲ့ဒါအရင်လိုပေါ့နော်မြန်မာပြည်သူတွေခံစားနေရတဲ့အခက်အခဲတွေဒါဟိုမတရားမှုအားလုံးကိုဒါအရင်လိုအင်နဲ့အားနဲ့ပြန်ပြီးတော့တင်ဆက်နိုင်မှုအတွက်လည်းဒါမျှော်လင့်နေမကြခင်ကျွန်တော်တို့လည်းပြန်လာနိုင်မယ်လို့ယုံကြည်ပါတယ်ရှင့်။ဒီ RFVP တက်တည်လဲကျွန်တော်တို့ပြန်ပြီးပြန်လာနိုင်အောင်ပြန်ပြီးတော့အားလုံးဆူတောင်းပေးကြပါဦး။ဒါတွေအားလုံးကခਿੱတရင်နာတာဖြစ်ပါတယ်ခင်ဗျာ။ဒီမှာ RFM မိတ်ဆွေအပေါင်းအသင်းတန်ငယ်ချင်းတွေကလည်းအတူပေါ်လေး တကယ်တမ်းပြောရမယ်ဆိုလို့ရှင်တော့ဒီ RFE အနေမှာ RFE မှာလုတ်ခဲ့ရတဲ့ခုနှစ်တည်းမှာကိုယ်အနေနဲ့အများကြီးဂုဏ်ယူတယ်။ဘာလို့ဂုဏ်ယူလဲဆိုတော့မြန်မာပြည်မှာတရင်လွတ်လပ်မှုမရှိတဲ့မြန်မာပြည်မြန်မာပြည်သူတွေအတွက်ကိုကိုတို့ကတရင်နဲ့ရှာပြနေတယ်။နောက်တစ်ခါပါအရေးကြီးပါလို့နေနေဆိုတော့ဒီဖိနှိပ်ခံလူတွေပေါ့လေဥပမာဆိုလို့ရှင် ထိုင်းနိုင်ငံမှာရောက်နေတဲ့ဒီမြန်မာအလုပ်သမားတွေဒီဖိနှိပ်ခံနေရတဲ့ဒီမျိုးစုံဒီခံစားနေရတဲ့ကိုတို့ကဖော်ထုတ်ပြနေခဲ့တယ်။ ဆိုဒီဟာတွေကဒါပုံပြောရမယ်ဆိုတော့အမှတ်တရတွေကတော့ပြောစရာတွေအများကြီးပဲဒါပေမဲ့ဒီတော်ဘောတော်တကယ်မှမှတ်ရဖြစ်ရတာတော့ပြည်သူတွေအတွက်ကိုကိုတို့အများကြီးလှုပ်လှုပ်ပြနိုင်ခဲ့တယ်ဒီမိတ်ဆွေတငယ်ချင်းတွေအတူဝိုင်းမီဝိုင်းဝန်းလုပ်နိုင်လုတ်ပင်းနိုင်ခဲ့တယ်အဲ့လိုလုတ်ပင်းဖို့အတွက်လည်းကိုရုမာစီလုံးညညမှုတွေလည်းရှိခဲ့တယ်ဆိုတာလေးပြောချင်ပါတယ်ဟုတ်